ချင်းပြည်နယ်တောင်ပိုင်းမင်းတပ်မြို့ကနေမတူဘီမြို့ကိုဆက်သွယ်ထားတဲ့မော်တော်ကားလမ်းဟာမိုင်ပေါင်း102မိုင်ရှိပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကုန်ကစပြီးမိုးများတဲ့အတွက်တောင်ကြားချောင်းရည်တွေကြောင့်လမ်းတွေပျက်စီးနေပြီးတိုက်ပွတ်ဆောင်ရေးခက်ခဲနေပါတယ်။မတူဘီမရောက်ခင်မှာ65မိုင်အရောက်လမ်းခီးအခြေအနေကို RFA သတင်းတော့ကိုကျော်စောဝင်းဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာ။ ခုဆိုရင်ကျွန်တော်ရောက်ရှိနေတာမင်းတက်နဲ့မတူပြီးသွားတဲ့ဂျား65မိုင်မင်းတက်ကနေမတူပြီးကိုသွားတဲ့65မိုင်မှာအဓိကတောင်ပြိုကျပြီးလမ်းပိတ်နေပါတယ်ခင်ဗျလမ်းပိတ်ရတဲ့အကြောင်းကတောင်ပေါ်ကနေထိုးဆင်းလာတဲ့ရေတွေဟာဒီတောင်သားတွေကိုတွန်းချပြီးတော့လမ်းပေါ်ကိုကြောက်ခဲတွေမြေကြီးတွေပြုတ်ကြပြီးလမ်းပိတ်သွားတာကိုဖြစ်ပါတယ်ခင်ဗျအခုဆိုရင်ကျွန်တော်တို့သွားမဲ့ကားကလည်းလမ်းပိတ်နေတဲ့အတွက်ရှေ့ဆက်ပြီးသွားလို့မရဘူးဖြစ်နေပါတယ်ဒီတွေ့နေရတဲ့ဘွက်တွေအားဆိုရင်ကျွန်တော်ရဲ့ဒူကောင်းအထိရောက်နေတဲ့ခါမှာဘဲကားမှလည်းသွားလို့မရဘူးတချို့ဆိုင်ကယ်တွေကတော့ခက်ခက်ခဲခဲဒီလမ်းလေးကိုကပ်ပြီးလာရတယ်ခင်ဗျ လမ်းရဲ့မြင်နေရတဲ့ညာဘက်အချမ်းမှာဆိုရင်လည်းကြောက်ဟိုပြောရင်ဆိုရင်လည်းဒီအဓိကအန်ဒီယာတွေကတော့ကြောက်ခဲတွေပြုတ်ကြလာတာအဓိကကြောက်ခဲတွေပြုတ်ကြလာတဲ့အန်ဒီယာဟာနည်းနည်းလေးကြောက်ဖို့ကောင်းပါလေခင်ဗျာအာကြောက်ပါမလို့ကွာဒါတော့ easy ပဲနော်ဆက်ရန်တရားတွေဒီဘက်လမ်းမှာတအားပေါ်တယ် အဲ့ဒီဆယံတရားတို့နိုင်ငံတော်ကတကယ်လုပ်မယ်ဆိုရင်ကျွန်တော်ပြောရရင်တော့ဂျင်းဒီတောင်လုံးများအင်လိုက်အားလိုက်လုပ်လိုက်မယ်ဆိုရင်တော့ဒီလမ်းတွေတော့ခဏချင်းပြီးပါတယ်ဗျဘူးဝင်လည်းပြောရရင်တော့ဆယံတရားတွေရှိပြီးတော့စီမလုံလောက်ပဲဖြစ်နေကြတယ်ကုမ္ပဏီကားတွေလည်းအများကြီးရှိတယ်အဲ့ဒီကားတွေနဲ့အင်တိုင်းအားလိုက်လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီနှစ်ပတ်သုံးပတ်အတွင်းမှာကိုကျွန်တော်တို့အေးအေးဆေးဆေးသွားလို့လာလို့ချောချောမောမောငကိုလမ်းအတိုင်းဖြန့်ဖြစ်ပါတယ်ဗျကျွန်တော်ရေးနဲ့ဖြောင်းချလို့ဖြစ်နေတယ် လမ်းတော့ရင်းနှစ်တရားထက်ဆိုးတယ်ကြာပြီးတော့မောတချို့နေရာဆိုတော်တော်ကျင်းတော့နည်းနည်းအသေးရတော့ဘူးကြာမောကတော့ကြောက်စရာတော့ကောင်းတယ်ပုံမှန်ရင်းနှစ်တည်းလဲရွာတော့ရွာတာပဲဒါပေမဲ့ဒီနှစ်ကတော့ဘယ်လိုပြောမလဲမြေကလမ်းသားပြတ်ကျတာများတယ်ကားလမ်းကပြတ်ကျသွားတာပေါ့လုံးလုံးနည်းနည်းမိုးချုပ်ပြီဆိုမိုက်တိုက်တယ်အဲ့ဒါတော့နည်းနည်းအလဲများတယ်များတော့မီးထိုးလို့လဲလမ်းကိုမပေါက်နိုင်ဘူးကားကားမီးကဟုတ်ဟိုပြီးခဲ့တဲ့တပတ်ကြော်ကြော်လောက်ကမှ ကားတစီကြာတော့ပဲခုနကကျွန်တော်တို့သွားလို့မရတဲ့နေရာတွေကိုအနီးပတ်ဝန်းကျင်မှာဆက်ရန်နေရာတွေနဲ့အလုပ်လုပ်နေတဲ့ဒီဆက်ကြီးတွေကနေပြီးတော့သွားရောက်ခေါ်တဲ့အခါမှာပြီးတော့ဒီလမ်းရှင်းပေးပြီးတော့ကျွန်တော်တို့ဒီသွားလို့ရအောင်သူတို့ကအရင်ဆုံးအရှိကနေပြီးတော့ကြိုးပြီးတော့လမ်းကိုဖောက်ပေးရပါတယ်ခင်ဗျအဓိကကျွန်တော်တို့သွားလို့မရတဲ့ရှွန့်နေကြောက်ခဲတွေအကုန်လုံးဒီဆက်ကြီးတွေနဲ့ထိုးပြီးတော့ သူတို့ဘေးနားကိုထပ်ပုံချတဲ့ကားတစ်စီးသွားလို့ရနေအောင်သူတို့ရှင်းပေးရတယ်အဲ့လိုရှင်းပေးရတဲ့အခါကျမှကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်တို့သွားနေတဲ့နေရာကိုဆက်ပြီးသွားလို့ရတယ်အခုဆိုကျွန်တော်တို့ကသွားဖို့မတူဘီကိုသွားမှဖြစ်ပါတယ်ခင်ဗျမတူဘီကိုသွားဖို့အခု65မိုင်လောက်မှဒီမှာတောင်ပြိုကျပြီးတော့လမ်းပိတ်နေပါတယ်မြင်နေရတဲ့အတိုင်းပဲတောင်ပွားနေပြီးတော့စီးစင်းလာတဲ့ရေတံခွန်လည်းတွေ့ရတယ်အခုဆက်ကြီးရှင်းပေးလိုက်တဲ့ခါမှာတော့ကျွန်တော်တို့ကဆက်ပြီးသွားလို့ရပါပြီ 对，力度也很一样，就是他这个讲。